အကျင့်မြတ်ရည်အကျိုးဆိုတဲ့တရားဒေသနာဖြစ်ပါတယ်အခါရဗမ္မာမြတ်စွာဘုရားသည်တက္ကာတိုင်းနဂရကမြေတဲ့တာဂေဝင်းမင်းတို့ရဲ့ဤကုန်းမှာတရင်သုံးနေတော်မူတယ်အဲဒီခါမှာရှင်အာနန္ဒကမြတ်စွာဘုရားတံကိုချင့်ကပ်ပြီးဘုရားရှင်ကိုရှိခိုးပြီးတဲ့အခါမှာတင်တင်လျောက်ပတ်သောနေရာမှာထိုင်ပြီးတော့ဘုရားရှင်ကိုလျှောက်ထားတယ် အရှင်ဖရာမိတ်ဆွေကောင်းရှိသည်အဖြစ်အပေါင်းအသင်းကောင်းရှိသည်အဖြစ်မိတ်ဆွေကောင်းတို့၌ဂိုင်းဆိုင်သည် အဖြစ်သည်အကျင့်မြတ်ကိုထောက်ဝဲပြည့်စုံနိုင်ပါれဖရာလို့ရှောက်ထားတယ်မြတ်သောအကျင့်ကိုကျင့်မယ်ဆိုရင်နိဗ္ဗာန်ကို ရောက်တယ်လို့ဖရာရှင်ဟောထားတဲ့နေရာမှာအရှင်အနန္ဒကသူ့ရဲ့အတွေ့အထိမှာပေါ်လာတဲ့အတွေ့အလေးကို ရှောက်ထားခြင်းဖြစ်တယ်။မိတ်ဆွေကောင်းရှိခြင်းကလည်းပဲအကျိုးတရားရှိတယ်။မိတ်ဆွေကောင်းရှိမယ်ဆိုလို့ရှိရင်အပေါင်းအသင်းကောင်းရှိမယ်ဆိုရင်အကျင့်မြတ်ကိုထောက်ဝယ်ပြည့်စုံနိုင်တယ်။ဒီလိုအတွေးလေးဖြစ်တဲ့အတွက်ကြောင့်ဘုရားရှင်ကိုလျှောက်တဲ့အခါမှာမြတ်စွာဘုရားကအာနန္ဒာဤသို့မဆိုလင်မိတ်ဆွေကောင်းရှိသည်ဤအဖြစ် ပေါင်းတန်းကောင်းရှိသည်အဖြစ်ဟာမိတ်ဆွေကောင်းတို့၌ကန်းဆိုင်သည်အဖြစ်ဟာအကျင့်မြတ်ကိုအလုံးစုံပင်ပြည့်စုံနိုင်တယ်။နိဗ္ဗာန်ရောက်ဖို့အတွက်အကျင့်မြတ်ကျင့်ခြင်းကိစ္စမှာမိတ်ဆွေကောင်းရှိခြင်းကအလုံးစုံသောကိစ္စကိုပြည့်စေတယ်လို့ဘုရားရှင်ကမိန့်တယ်။ चित्त အာနန္ဒမိတ်ဆွေကောင်းအပေါင်းအသင်းကောင်းရှိ၍ မိတ်ဆွေကောင်းတို့၌ကိုင်းချိုင်သောယဟန်အားအင်္ဂါ၈ပါးရှိသော အရိယာမတ်ကို ပွားများနိုင်လိမ့်မယ်။အင်္ဂါ၈ပါးရှိသော အရိယာမတ်ကိုကျိန်ဖန်များစွာပြုနိုင်လိမ့်မယ်ဆိုတဲ့ဒီလိုအကြောင်းမျိုးကို မချုပ်အေခံရမှာပဲ။ဒီလိုအကြောင်းမျိုးကိုရလိမ့်မည်လို့လည်းညှို့လင်းရတယ်။မိတ်ဆွေကောင်းရှိနေတဲ့အတွက်ကြောင့်အင်္ဂါ၈ပါးရှိတဲ့အရိယာမတ်ကိုပွားဖို့အထောက်အပံ့ဖြစ်လိမ့်မယ်။ ိဆွေကောင်းရှိတဲ့အတွက်ကြောင့်မလို့ရင်္ဂါ၈ပါးရှိတဲ့အရိယာမတ်ကိုဂျိန်ဖန်များစွာလည်းပြုနိုင်ဖို့အထောက်ပံ့ဖြစ်လိမ့်မယ်လို့ပြရားရှင်ဟောတော်မူခြင်းဖြစ်တယ်။ပုဂ္ဂလောပိဥပနိတယပစ္စေနာပစ္စယောဆိုတဲ့အတိုင်းပုဂ္ဂိုလ်ဆိုတဲ့ဒီမိဆွေကောင်းဟာအာជីသောအထောက်ပံ့အားဖြင့်ဥပနိတယပစ္စည်းဖြင့်မကင်ရှိပါအချင်းတရားကိုပွားများဖို့ရာ အထောက်အပံ့ဖြစ်လိမ့်မယ်လို့ဘုရားရှင်ဟောကြားခြင်းဖြစ်တယ်။ခြေသာအာနန္ဒာမိတ်ဆွေကောင်းအပေါင်းအသင်းကောင်းရှိယူမိတ်ဆွေကောင်းတို့၌ကမ်းရှိုင်းခြင်းရှိသောယဟန်သည်ငင်္ဂါ၈ပါးရှိသောအရိယာမတ်ကိုအဘယ်သို့လျင်ပွားများသနည်းငင်္ဂါ၈ပါးရှိသောအရိယာမတ်ကိုအဘယ်သို့လျင်ကျိန်ဖန်များစွာပြုလုပ်သနည်းလို့မြတ်စွာဘုရားကမေခွန်းပြုတော်မူပြီးမှ ဤသာသနာတော်၌ယဟန်သည်စိတ်ငြိမ်မှု၌မိသောဆွဲမတ်မှုရာဂကင်းခြင်း၌မိသောငြိမ်းချမ်းမှု၌မိသော နိဗ္ဗာန်သို့ညွတ်သောမှန်ကန်သောအမြင်တမ္မာဒိဋ္ဌိကို ပွားများတယ်။မှန်ကန်စွာမြင်တဲ့ဆိုတဲ့တမ္မာဒိဋ္ဌိကိုပွားတဲ့နေရာမှာစိတ်ငြိမ်မှုကိုမိတယ်။ကာယဝိဝေက စိတ်တဝိဝေက ဥပရိဝိဝေကရဲ့လို့ဝိဝေက ၃ပါးရှိတယ်လူတွေနဲ့ရောရောနှောနှောချုပ်ရှုပ်ချက်ချက်ပေါင်းတင်နေရလို့စူးစူးညံ့ညံ့ဖြစ်နေရခြင်းကနေကင်းစိတ်ချင်တဲ့အတွက်လူတွေနဲ့မရောနှောဘဲနဲ့တပါးတည်းနေခြင်းဆိုရင်ကာယဝိဝေက ကိုအားဖြင့်ကင်းစိတ်တယ်ကိုအားဖြင့်စိတ်ငြိမ်တယ်စေအားဖြင့်ဆိုရင်ကိလေသာတွေရောရှက်မှုမရှိဘဲ လောဘဒေါသမောဟစတဲ့ကိလေသာကင်းစိတ်ပြီတော့နေနိုင်တာဟာစိတ်တဝဝေကဖြစ်တယ်။အဲ့ဒီလိုနဲ့မှရာဂကင်းခြင်းဒေါသကင်းခြင်းမောဟကင်းခြင်းတည်းဟူသောဥပရိဝဝေကဆိုတဲ့နိဗ္ဗာန်အရာတာကိုခံစားနိုင်မှာဒါကြောင့်စိတ်ငြိမ်မှုကိုမီရတယ်။အဲ့ဒီလိုစိတ်ငြိမ်မှုကိုမီပြီးစွဲမတ်မှုရာဂကင်းခြင်းမှလည်းပဲမီတယ်။ ရာဂချုပ်ငိမ့်မှုမှလည်းပင်မိတဲ့နိဗ္ဗာန်ကိုညွတ်တဲ့မှန်ကန်သောအမြင် သမ္မာဒိဋ္ဌိကို ပွားများပြီးတော့နေရတယ်။မှန်သောအမြင်ကိုပွားများနေသောအခြင်းရမယ်အကျိုးကလည်းစိတ်ငိမ့်မှုဆိုတဲ့အကျိုးကိုပဲရတယ်။ရာဂကင်းခြင်းဆိုတဲ့အကျိုးကိုပဲရတယ်။ချုပ်ငိမ့်မှုဆိုတဲ့အကျိုးကိုပဲရလိမ့်မယ်။ဒါကြောင့်အဲ့ဒီလိုရာဂကင်းခြင်း ရာဂချုပ်ခြင်းမှာမိတဲ့နိဗ္ဗာန်ကို မျက်မှောက်ပြုအောင်လို့နိဗ္ဗာန်ကိုညှော့နေတယ်ဆိုတာဒီနှလုံးသားထဲမှာရာဂမရှိတဲ့အခိုက်နှလုံးသားထဲမှာရာဂချုပ်တဲ့အခိုက်အဲ့ဒါနိဗ္ဗာန်ပဲလိုချင်မှုလုံးဝမရှိတဲ့အပြင်တခြားသော ပြင်းမမှုဒေါသလည်းမရှိဒွေးဝေးမှုမောဟလည်းမရှိ ထောင်လွှမ်းမှုမာနလည်းမရှိ ငါဆွဲဆွဲနေတဲ့မာနလည်းမရှိဘူးပုဂ္ဂိုလ်ဆွဲတတ္တဝါဆွဲဆွဲနေတဲ့ဒိဋ္ဌိလည်းမရှိဘူးဝိသိကိစ္စအဆရှိသောဒီကိလေသာတရားတွေနဲ့တကွစိတ်ကိုညှဉ်းညိုးစေသောဥပကိလေသာတရားများဒီတရားတွေကင်းနေတယ်ဒီတရားတွေချုပ်နေတယ်အဲ့ဒီတရားတွေဒီနှလုံးသားထဲမှာမရှိဘူးဆိုတဲ့သဘောဟာနိဗ္ဗာန်ပဲဒါဆိုရင်သူဟာ တမ္မာဒိဋ္ဌိကိုပွားများသောအားဖြင့်အဲ့ဒီလိုစိတ်ငြိမ်မှုအေးချမ်းမှုဆိုတဲ့နိဗ္ဗာန်အရာတော်ကိုခံစားရလိမ့်မယ်။တမ္မာဒိဋ္ဌိကိုပွားများသလိုတမ္မာသင်္ကပ္ပကိုပွားများရင်လည်းဤနည်းအတိုင်းပဲစိတ်ငြိမ်မှု၌မိသောမှန်ကန်သောအကျံတမ္မာသင်္ကပ္ပကိုပွားများတယ်။မှန်သောစကားတမ္မာဝါစာကိုပွားများတယ်။မှန်သော အလုပ်တမ္မာကမ္မန္တကိုပွားများတယ်။ မင်္ဂန်သောအသက်မွေးမှုတာမအာဇီဝါကိုပွားများတယ်။စကားပြောတဲ့နေရာမှာလည်းလိန်လေပြောဆိုခြင်းဂုံးတိုက်ခြင်းကြမ်းကြမ်းတန်တန်ပြောခြင်းအကျိုးမရှိတဲ့စကားတွေကို ပြောခြင်းဆိုတဲ့ဒီဒုစရိုက်တွေကိုရှောင်ခြင်းပြီးတော့မှမှန်သောစကားကို ပြောခြင်းဂုံးမတိုက်ဖဲနဲ့ပြန်လည်ညှို့တဲ့စကားတွေကို ပြောခြင်းမကြမ်းတမ်းဘဲနဲ့ချိုးသားတဲ့စကားတွေကိုပြောခြင်း နာဝင်လွဲတဲ့စကားတွေကို ပြောခြင်းအကျိုးမရှိတဲ့စကားကိုရှောင်ပြီးတော့လောကီလောကုအကျိုးရှိသောစကားများကို ပြောဆိုခြင်းအဲဒီလို ပြောသောအပြင်မှန်ကန်သောစကားကိုပွားများတယ်လို့ခေါ်တယ်မှန်ကန်သောအလုပ်အပြင်အသက်သက်ခြင်းကိုရှောင်တယ်ခိုးယူခြင်းကိုရှောင်တယ်ကာမဂုဏ်တို့၌မာယွန်းစွာကျင့်ခြင်းဆိုတဲ့ကာမေတုမိစ္ဆာစာရကိုရှောင်သောအပြင် အတ္တမတ္တဖဲမေတ္တာရှိတယ်ခိုးယူမှုမရှိပဲစောင့်ရှောက်ပေးမှုရှိတယ်ကာမိတုမိစ္ဆာဇာရမကျူးလွန်ပဲစီးနဲ့ကန်းနဲ့အိန္ဒြေနဲ့နေနိုင်တယ်အဲ့ဒီလိုကာယကံအားဖြင့်မှန်ကန်သော အလုပ်တွေကိုလုပ်သောအားဖြင့်တမ္မာကမ္မတာကို ပွားများနေတယ်လို့ခေါ်တယ်အတ္တမွေးမှုပိုင်းအားဖြင့်ဝဇိတုသရေ၄ပါးလည်းမပါတော့ကာယတုသရေ၃ပါးလည်းမပါတော့ စင်ကြဲတဲ့အတ္တမွေးမှုနဲ့အတ္တမွေးနိုင်တယ်။မှန်ကန်သောအာထုံမှုဆိုတဲ့သမ္မာဝါယာမကိုလည်းစိတ်ငြိမ်မှုနိုင်မိတဲ့ဒီသမ္မာဝါယာမကိုအာထုတ်တဲ့ဆိုတော့အကုသိုလ်တွေလည်းကင်းစိတ်လိမ့်မယ်။အဖြစ်သေးသော အကုသိုလ်တွေမဖြစ်အောင် ဖြစ်ပြီးတဲ့အကုသိုလ်ကိုပယ်နိုင်အောင် မဖြစ်သေးတဲ့ကုသိုလ်တွေဖြစ်လာရအောင်ဖြစ်ပြီးသောကုသိုလ်တရားများပိုရိပ်ပွားလာရအောင်လို့ သမဗ္ဗဒံ၄ပါးတရားကိုပွားများသောအပြင်သမ္မာဝါယာမကိုပွားများတယ်လို့ခေါ်တယ်။မင်္ဂန်သောအောင်းမိန်မှုသမ္မာတတိကိုပွားများတဲ့အခါကိုယ်အမှုရာရုပ်အပေါင်းဤဖြစ်ပေါ်မှုတွေမှာလည်းရုပ်အပေါင်းကိုအဖန်တလဲလဲရှုပြီးတော့အဘိဇ္ဇာတောမနတ်တာမဖြစ်အောင်တတိနဲ့ဆောင်ပြီးတော့နေတယ်။ခံစားမှုဝေဒနာတွေမှာလည်းဒုက္ခပဲဖြစ်ဖြစ်ဒုက္ခပဲဖြစ်ဖြစ် ဥပေက္ခာပဲဖြစ်ဖြစ်ပေါ်လာတဲ့ဝေဒနာတို့ရဲ့ဖြစ်ခြင်းပြည့်ခြင်းကိုသာဆင်းခြင်း၍အဘိဇာတောမနတာမဖြစ်ရအောင်တတိထားပြီးတော့ခံစားမှုမှာရှုနိုင်တယ်အဲဒီလိုနဲ့ဝေဒနာနုပဒနာတတိပဋ္ဌာန်ကိုပွားများတယ်စိတ်အမူအရာတွေဖြစ်လာရင်လည်းပဲရာဂနဲ့ရှင်သောစိတ်ရာဂကင်းသောစိတ်စသည်ဖြင့်ဖြစ်ပေါ်တဲ့စိတ်အခြေအနေကိုတတိထားစောင့်ကြည့်ရင်ဖြင့်သိပေးနေတယ် အဲ့ဒီစိတ်တွေကိုရှုနေရင်းနဲ့အပိ္ပာလည်းမဖြစ်အောင်ဒေါမနတာလည်းမဖြစ်ရအောင်လို့နေနိုင်တယ်ဓမ္မနုပဒနာတတိပဌာန်အပြင်သဘောတရားများကိုရှုတယ်ဆိုတဲ့နေရာမှာမိမိတန်တမရှိတဲ့နေဝရဏတရားတွေကိုလည်းရှိရင်ရှိတယ်မရှိရင်မရှိဘူးပယ်ပြီးတော့နောက်တစ်ခါမဖြစ်အောင်ကြိုးစားပွားများသောအပြင်အာထုတ်ခြင်းခန္ဓာ၅ပါးခွဲခြမ်းစိတ်ဖြာပြီးတော့ ရှုစဉ်ကြံကြံတတ်အာရဏအစရှိသည်ဖြင့်ခွဲချမ်းစိတ်ဖြာပြီတော့ရှုစဉ်ကြံကြံတစ္စာလေးပါအဖြင့်ခွဲချမ်းစိတ်ဖြာ၍ရှုစဉ်ကြံကြံစသည်ဖြင့်တဘောတရားတွေကိုတတိထားပြီတော့ကြည်၍အဘိဇာဓမ္မနတာမဖြစ်အောင်ကြိုးစားအားထုတ်နေတာဟာဒါဟာလည်းပဲတမ္မာတတိဆိုတဲ့တတိပဌာန်၄ပါးကိုပွားများခြင်းဖြစ်တယ် ဲ့လိုတတိကိုပွားများပြီတော့စိတ်ငြိမ်းမှုနိုင်မိတော့စွဲမမှုရာဂကင်းခြင်းနိုင်မိတော့ခြုံငြိမ်းမှုနိုင်မိတော့နိဗ္ဗာန်သို့ညွတ်တော့မှန်ကန်သောတည်ခြင်းမှုဆိုတဲ့တမ္မာတမ္မာတွေကိုပွားများတယ်ရူပဝဇ္ဇရဇံတမ္မာတွေအာရူပဝဇ္ဇရဇံတမ္မာတွေဆိုတဲ့ဒီလောကီဇံတမ္မာတွေများဒီတမ္မာတွေရရှိလာအောင်ဝိပဿနာဉာဏ်ဖြင့်ရှင်ရင်ဖြင့် ကြိုးစားအားထုတ်တဲ့အခါတမ္မာတမာတိဖြစ်လိမ့်မယ်။အဲ့ဒီတမ္မာတမာတိ တခုတည်းသောအာယုံမှာစိုက်ဆိုင်ဆူဆူရှုနေသောအဖြစ်ဒီကြီးမှုတမာတိရအောင်ပွားများအားထုတ်ခြင်းဖြင့်မဂ်ကင်ရှိပါကိုပွားတယ်လို့ခေါ်တယ်။ချက်သာအာနန္ဒာဤသို့လျှင် မိတ်ဆွေကောင်းအပေါင်းအသင်းကောင်းရှိ၍မိတ်ဆွေကောင်းတို့၌ကိုင်းချိုင်ခြင်းရှိသောယဟန်သည်အင်္ဂါရှိပါရှိသောအရိယာမဂ်ကိုပွားများလိမ့်မယ်။ ်မြင်္ဂလာ၈ရှိသောအရိယာမတ်ကိုကျိမ့်ဖန်များစွာ ပြုလုပ်ပေတယ်။ချက်သာအာနန္ဒာမိတ်ဆွေကောင်းရှိသည့်အဖြစ်အပေါင်းအသင်းကောင်းရှိသည့်အဖြစ် မိတ်ဆွေကောင်းတို့၌ကိုင်းဆိုင်သည့်အဖြစ်သည်အကျင့်မြတ်ကို အလုံးစုံပင်ပြည့်စုံနိုင်၏ဆိုတဲ့ဤစကားကိုဤသို့သောအကြောင်းပရိယေအပြင်သိရပေတယ်။မိတ်ဆွေကောင်းဖြစ်သောငါဖျားကိုအကြောင်းပြု၍ပရိသန္တေနေမှုသဘောရှိကုန်သောတတ္တဝါတို့ဟာ ပရိသန်တွေနေမှုမှလွတ်မြောက်ကုန်တယ်။မိဆွေကောင်းပြတော့ငါဖျားကိုအကြောင်းပြုပြီးတော့အိုမှုသဘောရှိသောတတ္တဝါတို့သည်အိုမှုမှလွတ်မြောက်ကြကုန်တယ်။မိဆွေကောင်းပြတော့ငါဖျားကိုအကြောင်းပြုပြီးတော့တေမှုသဘောရှိကုန်သောတတ္တဝါတို့သည်တေမှုမှလွတ်မြောက်ကုန်တယ်။ဆိုရင်မှုငိုကြွေးမှုကိုယ်စင်ရဲမှုစိတ်စင်ရဲမှု ပြင်းစွာပင်ပန်းမှုသဘောရှိကုန်သောတတ္တဝါတို့ဟာလည်း ဆိုရင်မှုငိုကြွေးမှုကလွတ်မြောက်ကြတယ်။ကိုယ်စင်ရဲမှုစိတ်စင်ရဲမှုကလည်းလွတ်မြောက်ကြတယ်။ပြင်းစွာပင်ပန်းမှုတို့မှလွတ်မြောက်ကြကုန်တယ်။ဒါကြောင့်จิตာအနန္တမိတ်ဆွေကောင်းရှိသည်အဖြစ်အပေါင်းအသင်းကောင်းရှိသည်အဖြစ်မိတ်ဆွေကောင်းတို့၌ကိုင်းဆိုင်သည်အဖြစ်ဟာအကျင့်မြတ်ကိုအလုံးစုံပင်ပြည့်စုံနိုင်၏ဆိုတဲ့ဒီစကားကိုအခုငါဘုရားဟောတော်အကြောင်းပရိယအားဖြင့်သိရတယ်လို့ဘုရားရှင်မိန့်ကြားလိုက်တယ်။ မြတ်သောအကျင့်တည်းဟုသောသမ္မာဒိဋ္ဌိအစရှိတဲ့မှန်ကန်စွာမြင်ခြင်းသာသောတရားတွေကိုပွားများနိုင်ဖို့အတွက်ဘုရားရှင်ကဲ့သို့သော မိတ်ဆွေကောင်းအရေးကြီးတယ်။လမ်းမှန်ကိုပြပေးပြီးတော့အကျင့်မှန်ကိုပြပေးသောအဖြစ်ဘုရားရှင်တည်းဟုသောမိတ်ဆွေကောင်းကိုမိကြကုန်၍ပရိသန္တေနေမှုကလည်းပဲလွတ်နိုင်ကြတယ်။အုံမှုတေမှုသဘောတွေကလည်းလွတ်မြောက်ကြတယ်။ ဆင်းရဲပေါင်းများစွာရှိတဲ့နေရာမှာအဲ့ဒီဆင်းရဲတွေကလည်းလွန်မြောက်နိုင်တယ်။စိုးရင်နေတဲ့သူတွေမကင်းရှိပါအကျင့်တရားကိုပွားများအားထုတ်ရင်ဖြင့်စိုးရင်မှုကလွန်မြောက်ကြတယ်။ငိုကြွေးနေရတဲ့သူတွေလည်းမကင်းရှိပါအကျင့်တရားကိုပွားများနေတဲ့အတွက်ကြောင့်အဲ့ဒီငိုကြွေးမှုကလည်းလွန်မြောက်ကြတယ်။မကင်းရှိပါအကျင့်တရားကိုအဆက်မပြတ်ပွားနေတဲ့ပုဂ္ဂိုလ်တွေတတိမလွတ်ဖဲနဲ့ အမြဲတမ်းပွားများနေတဲ့ပုဂ္ဂိုလ်တွေကျိန်ဖန်များစွာ ပြုနေတဲ့ပုဂ္ဂိုလ်တွေဟာကိုယ်ဆင်းရဲမှုရှိရင်လည်းကိုယ်ဆင်းရဲမှုကငြိမ့်စေတယ်စိတ်ဆင်းရဲမှုရှိရင်လည်းစိတ်ဆင်းရဲမှုငြိမ့်စေတယ်ပြင်းစွာပင်ပန်းမှုတွေရှိနေရင်လည်းပြင်းစွာပင်ပန်းမှုတို့ကလည်းငြိမ့်စေတယ်တရားကျင့်ကြံခြင်းဆိုတဲ့သဘောတရားတမ္မာဒိဋ္ဌိတွေဟူသောမံကန်စွာမြင်တဲ့ဆိုတဲ့နေရာမှာဆင်းရဲကိုဆင်းရဲမှန်သိသွားတယ် ရုပ်တရားခံစားမှုဝေဒနာမှတ်သားမှုသင်ညာစေစုံမှုသင်္ခါရတိမှုဝိညာဏဆိုတဲ့ဒီသဘောတရားတွေသာရှိတယ်။ယောက်ျားမိန်းမဒီလိုခွဲခြားပြီတော့မရှိပါဘူး။ပုဂ္ဂိုလ်တတ္တဝါမစွဲရဘူး။ခန္ဓာ၅ပါးကိုခန္ဓာ၅ပါးဟု၍သာခွဲခြားစိတ်ဖြာရင်စင်ရဲကိုတည်သောတမာဒိဋ္ဌိဉာဏ်ကိုရမယ်။ယုတ်တရားသည် အကြောင်းကြောင့်ဖြစ်ပြီးအကြောင်းချုပ်ရင်ချုပ်ကြကုန်၍အဝိဇ္ဇာတဏ္ဍကံနှင့်အာဟာရတိဟုသောအကြောင်းတရားတို့ကြောင့်ယုတ်သည်ဖြစ်ပေါ်လာ၍ဖြစ်ပေါ်လာသောယုတ်သည်အဝိဇ္ဇာတဏ္ဍကံနှင့်အာဟာရတို့ချုပ်လို့ရှိရင်ချုပ်ကြတယ်ပြစ္ဆုတ်ပံအဝိဇ္ဇာတဏ္ဍနှင့်ရှင်သောကံတရားတွေချုပ်ရင်နောက်အနာဂတ်မှာယုတ်ခန္ဓာပြန်ပြီးတော့ရစရာအကြောင်းမရှိပဲခြုံငိမ့်တယ်ဒါကြောင့်ယုတ်ချုပ်စေဖို့ရာအတွက် ဆင်းရဲကိုဆင်းရဲမှန်သိသောတမ္မာဒိဋ္ဌိဉာဏ်ရအောင်ကြိုးစားရတယ်။ဒါကြောင့်ယုတ်တိအကြောင်းကြောင့်ဖြစ်သည် အကြောင်းချုပ်တော် ချုပ်တော်တရားသာဖြစ်သည်။အဲဒီဖြစ်ပြီးတော့ပြတ်သွားတော့ယုတ်တရားဟာမမြဲဘူးဆင်းရဲတယ်အဆိုးမရဘူးမမြဲသောတရားမှန်သမျှကိုဆင်းရဲတယ်လို့ဆိုရတယ်။ဒါကြောင့်လေဖြစ်ချင်းဖြတ်ပြတ်ချင်းဆိုတဲ့ ဒီတရားသဘောတွေနဲ့နှိပ်စက်ခံနေရတာဖြစ်တဲ့အတွက်ချမ်းသာသောတရားမဟုတ်ဘူးဆင်းရဲသောတရားတွေသာ ဖြစ်တယ်။အကြောင်းရှိလို့သာဖြစ်၍အကြောင်းချုပ်ရင်ချုပ်သွားကြပြီးကိုယ်စီမံတယ်လို့ဖြစ်တာမဟုတ်ကြဘူးကိုယ်လည်းအဆိုးမရဘူး။သူဖြစ်ကျင်တဲ့အချိန်မှာဖြစ်တတ်ကြ၍ဖောက်ပြန်ကျင်တဲ့အချိန်မှာလည်းဖောက်ပြန်သွားကြပြီးမပြည့်စည်ပါစေနဲ့လို့ကိုယ်တားလို့လည်းမရဘူး။ မဆုံးရှုံးပါစေနဲ့လို့ကိုတားဆီးလို့လည်းမရတာဟာဒါအဆုံးမရခြင်းအနတ္တသဘောတရားပဲလို့ယုတ်တရားနဲ့ပတ်သက်ပြီးမမြဲစင်ရဲအဆုံးမရသောသဘောကိုမြင်မိ၍ငါဥစ္စာလည်းမဟုတ်ပါလားငါလည်းပဲမဟုတ်ပါလားငါရဲ့အတ္တလည်းမဟုတ်ပါလားလို့အမှန်တိုင်းမြင်တဲ့ဉာဏ်ကိုရသွားရင်တမ္မာဒိဋ္ဌိဉာဏ်ရတာပဲအဲ့ဒီတော့ဒီတမ္မာဒိဋ္ဌိ အမှန်တိုင်းမြင်သောအမြင်ကိုတက္ခာတက္ခာရအောင်ကြိုးစားတယ်အမှန်တိုင်းမြင်သောမြင်နည်းဖြင့်သာစက္ကမလတ်နေမယ်ဆိုလို့ရှိရင်အိုခြင်းတဘောရှိတဲ့ပုဂ္ဂိုလ်တွေအိုမှာမဟုတ်တော့ဘူးဘဝတွေချုပ်လိမ့်မယ်နာခြင်းတဘောရှိတဲ့တတ္တဝါတွေလည်းနာခြင်းတဘောကနေလွတ်မြောက်မယ်တေခြင်းသဘောရှိတဲ့တတ္တဝါတွေလည်းတေခြင်းသဘောကနေလွတ်မြောက်ကြမယ်။စိုးရိမ်မှုငိုကြွေးမှုတွေကလည်းပဲလွတ်မြောက်ကြမယ်။ ကိုယ်ဆင်းရဲမှုစိတ်ဆင်းရဲမှုတွေကလည်းလွတ်မြောက်ကြမယ်။ပြင်းစွာပင်ပန်းခြင်းသဘောတရားတွေကလည်းလွတ်မြောက်ကြမယ်။ဒါဟာဘုရားရှင်ကိုမိတဲ့အတွက်ဘုရားရှင်သည်တဏ္မာဒိဋ္ဌိကိုဤကဲ့သို့ပွားလို့လမ်းပြတဲ့အတွက်ကြောင့်တဏ္မာဒိဋ္ဌိဉာဏ်ကိုရရန်ယုံနံခွဲချမ်းစိတ်ပြပြီးတော့မြင်တတ်တဲ့အစဉ်ကနေမမြဲစင်းရဲ့အဆုံးမရခြင်းဆိုတဲ့လက္ခဏာ၃ပါးတင်ပြီးတော့ဘုရားရှင်ရှုခိုင်းတဲ့အတိုင်း အမြဲရှုကြတဲ့အခါမှာဆင်းရဲတွေကနေလွတ်မြောက်ပြီးမြတ်သောအကျင့်ကိုကျင့်ခြင်းကိစ္စအလုံးစုံပြည့်စည်စေနိုင်တယ်။အဲဒီလိုယုတ်တရားသာရှိတယ်။ထိုယုတ်တရားကို အာယုံပြုပြီးတော့မှဒီယုတ်တရားတွေနဲ့ပတ်သက်၍တိစိတ်ဖြစ်မယ်။မြင်ရတဲ့အစင်းယုတ်နဲ့ပတ်သက်ရင် မြင်တိစိတ်ဖြစ်မယ်။ကြားရတဲ့အတန်ယုတ်နဲ့ပတ်သက်ရင် ကြားသိစိတ်ဖြစ်မယ်။ရှူရတဲ့အနံ့နဲ့ ပတ်သက်တဲ့စိတ်ဆိုလို့ရှိရင်နံတိစိတ်ဖြစ်မယ်အယတာမှာအာယုံပြုပြီးဖြစ်သောတိစိတ်ဆိုရင်အယတာတိစိတ်ဖြစ်မယ်ထိတွေ့မှုတွေမှာအာယုံပြုပြီးတော့ဖြစ်တဲ့စိတ်ဆိုရင်ထိတိစိတ်ဖြစ်မယ်ဓမ္မယုံသဘောတရားတို့ကိုတွေးရင်ကြံရင်ဖြင့်သိတဲ့စိတ်ဆိုရင်တွေးတိစိတ်ကြံတိစိတ်ဖြစ်မယ်ဒါကြောင့်အာယုံယုတ်ဝိတုယုတ်တို့ကိုအခြေခံ၍နှလုံးသွင်းခြင်းတည်းဟုသော နံတရားကိုအခြေခံ၍ဝိညာဏခန္ဓာဆိုတဲ့သိစိတ်တွေဖြစ်ကြတယ်အဲ့ဒီသိစိတ်ဝိညာဏခန္ဓာတို့သည်ပုဂ္ဂိုလ်လည်းမဟုတ်ဘူးတတ္တဝါလည်းမဟုတ်ဘူးအကြောင်းဖြစ်လို့ဖြစ်ရပြီးပစ္စုပန်နံယုတ်တရားရှိရင်သိမှုဝိညာဏဖြစ်တယ်ပစ္စုပန်နံယုတ်တရားချုပ်ငြိမ်းရင်အဲ့ဒီသိစိတ်ကလည်းချုပ်တာပဲအတိတ်အကြောင်းအဝိဇ္ဇာတနာကံကြောင့် ပစ္စုပန်မှာဝိညာဏခန္ဓာကိုရကြ၍ပစ္စုပန်အဝိဇ္ဇာတဏနဲ့ရှင်သောကံတရားတို့ချုပ်ရင်အနာဂတ်မှာဝိညာဏခန္ဓာကိုရเสียမှရှိတော့ပဲဝိညာဏခန္ဓာချုပ်ငိမ့်မယ်ဒါကြောင့်သိစိတ်ဟာနန္တရားတတ္တတာဖြစ်တယ်အကြောင်းကြောင့်ဖြစ်ပြီးအကြောင်းချုပ်ရင်ချုပ်သောတရားသာဖြစ်တယ်ဒါကြောင့်ဖြစ်ပြီးရင်ပြတ်သွားတော့မမြဲဘူးဖြစ်မှုပြတ်မှု နဲ့ဒီသဘောတွေနဲ့နှိပ်စက်ခံရတဲ့အတွက်ကြောင့်ဆင်းရဲတယ်။အကြောင်းနဲ့အကျိုးဆက်ဆက်ပြီးတော့ဒါဖြစ်နေကြတဲ့တရားတွေဖြစ်တဲ့အတွက်ကြောင့်ငါစိုးပိုင်တော့အရာလည်းမဟုတ်ငါရဲ့အတ္တကောင်အတ္တကောင်ဝိညာဉ်ကောင်လည်းမဟုတ်လို့သဘောပေါက်သွားပြီးဝိညာဏခန္ဓာသည်ငါဥစ္စာလည်းမဟုတ်ပါလား။သိစိတ်ဝိညာဏခန္ဓာဟာငါလည်းပဲမဟုတ်ပါလား။နန္တရားတတ္တတဖြစ်တယ်။သိစိတ်ဝိညာဏခန္ဓာသည် ငါအစိုးရတော်တရားလည်းမဟုတ်ပါလားငါရဲ့အတ္တကောင်ဝိညာဉ်ကောင်လည်းမဟုတ်ပါလားလို့ဒီလိုမြင်သွားတဲ့အချိန်မှာမှန်ကန်သောသမ္မာဒိဋ္ဌိဉာဏ်ကိုရတယ်။ဒါကြောင့်ဘုရားရှင်ဒီဟူသောမိတ်ဆွေကောင်းကို အမိပြုလိုက်တဲ့အချိန်မှာဝိညာဏခန္ဓာဤအကြောင်းဖြစ်စေတဲ့အကြောင်းချုပ်စေတဲ့အကြောင်းဝိညာဏခန္ဓာဤဖြစ်ပေါ်ပုံ ပြည့်စည်ပုံဒီသဘောတရားတွေကို ြတ်စွာဘုရားပေးတော်မူသော နေ့အတိုင်းရှုစင်ခြင်းလိုက်ကြတဲ့အခါမမြဲစင်းရဲ့အစိုးမရာခြင်းတို့ကိုမြဝါထင်ထင် ကိုယ်တိုင်သိသွားတယ်။သိစိတ်ကလေးတွေခဏပဲတည်ပြီးခဏပဲပြတ်သွားတယ်။မြင်သိစိတ်ချုပ်ပြီးကြားသိစိတ်ဖြစ်တဲ့အခါရှိတယ်။ကြားသိစိတ်ချုပ်ပြီးနံသိစိတ်ဖြစ်သွားတာမျိုးရှိတယ်။မြင်သိစိတ်တစ်မျိုးတည်းဖြစ်တဲ့နေရာမှာလဲတခါအာယုံပြုတ်တခါဆင်ကျင်တဲ့အချိန်မှာ မြင်သိစိတ်တစ်ခုသာဖြစ်ပြီး နောက်တစ်ခါအာယုံပြုတ်နောက်တစ်ခါဆင်ကြယ်မှမြင်သိစိတ်တစ်ခုဖြစ်တယ်။ဒါကြောင့်အစင်းကိုအာယုံပြုတ်ရင်ဖြင့်လေမြင်သိစိတ်ပေါင်းများစွာဖြစ်၍မြင်သိစိတ်ပေါင်းများစွာချုပ်နေတယ်လို့အဲ့ဒီလိုသိသောအဖြစ်သိစိတ်ဟာနန္တရားတတ္တသာဖြစ်၍ဖြစ်ပြီးရင်ပြည့်နေကြတာပါတကားလို့အမှန်တိုင်းမြင်တဲ့အခါတဏ္မာဒိဋ္ဌိညာကိုရတယ်။တို့သိစိတ်နဲ့ရှင်သောခံစားမှုဝေဒနာ ထိုသိစိတ်နဲ့ရှင်သောမှတ်သားမှုတင်ညာထိုမြင်သိမှုကိစ္စပြီးစီအောင်စေသောသောသင်္ခါရခန္ဓာစတဲ့နံခန္ဓာ၃ပါးတို့သည်လည်းဤနည်းအတိုင်းသာလျှင် အကြောင်းကြောင့်ဖြစ်၍အကြောင်းချုပ်ရင်ချုပ်ကြတယ်အတိတ်ကအဝိဇ္ဇာတဏှာကံကြောင့်ဖြစ်ကြ၍ဖြစ်ပေါ်လာကြပြီးပြစ္ဆုတ်ဘမှာဖတ်တာအကြောင်းပြု၍ဖြစ်ကြတယ်ထိုဖတ်တာချုပ်ရင် ပြစ္ဆုတ်ပံပေါ်စေဝေဒနာတွေလည်းချုပ်ကြကုန်၍အဝိဇ္ဇာတဏှာနဲ့ရှင်သောကံချုပ်ပါကအနာဂတ်မှာနောက်ထပ်ဝေဒနာခန္ဓာ၊သင်ညာခန္ဓာ၊သင်္ခါရခန္ဓာတို့အသစ်မရနိုင်ပဲခြုံငိမ့်တယ်။ဒါတွေဟာမြတ်စွာဘုရားရှင်တည်းဟူသောမိတ်ဆွေကောင်းကိုအမေပြုတ်တဲ့အတွက်ကြောင့်မလို့ပွားများတဲ့အခါတမ္မာဒိဋ္ဌိဉာဏ်ကို ရရှိခြင်းအကျိုးတရားရတယ်။ဒီတရားတွေကိုအဖန်ဖန်အားထုတ်တဲ့အခါ ဒါမဒိဋ္ဌိဒါမသင်္ကပ္ပအစရှိသောမဂ်ကင်ရှိပအကျင့်တရားတို့ကိုကျင့်ဖန်းများစွာ ပွားတဲ့အခါအိုခြင်းသဘောရှိတဲ့တတ္တဝါတွေအိုခြင်းသဘောကလွတ်မြောက်တယ်။သိခြင်းသဘောရှိတဲ့တတ္တဝါတွေသိခြင်းသဘောကလွတ်မြောက်ကြတယ်။အဲဒီလိုစိုးရင်ခြင်းငိုကြွေးခြင်းအစရှိသောဆင်းရဲတွေအလုံးကနေလွတ်မြောက်ကြတယ်။ဗြဟ္မစရိယဆိုတဲ့မြတ်သောအကျင့်ကိုကျင့်တဲ့နေရာမှာ မိတ်ဆွေကောင်းရဲ့အချိုးတရားကြောင့်အလုံးစုံပင်ပြည့်စုံနိုင်တယ်လို့ဘုရားရှင်ဟောကြားတော်မူပါတယ်။ဒါကြောင့်တရားနာသူအပေါင်းသူတော်ကောင်းတို့သည်အကျင့်မြတ်သည်ဤကဲ့သို့အိုးနာသည်ချုပ်စေ၍စိုးရိမ်မှုငိုကြွေးမှု ကိုစင်းရဲမှုစိတ်စင်းရဲမှု ပြင်းစွာ ပြင်းမှန်းမှုတွေဟူသောစင်းရဲခြင်းတရားအားလုံးကိုငြိမ့်စေတယ်ချုပ်စေတယ်ဆိုတဲ့အကျိုးရှိတယ်လို့နာကြားရတဲ့အတွက်ဘုနာသည်ငြိမ့်ရာနိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ဖို့အတွက် မှန်ကန်သောအကျင့်တရားတို့ကိုကျိန်းဖန်များစွာပွားများနိုင်ပါစေ ထိုအကျင့်ကိုညွန်ပြဆုံးမတတ်သောသူတော်ကောင်းအစ်စ်တီးဟုသောဆရာသမားတို့နဲ့လည်းတွေ့ကြုံနိုင်ပါစေအေကရေကဲ့သို့မိတ်ဆွေကောင်းဆရာကောင်းတို့ရရှိကြကုန်၍အကျင့်မှန်ကိုကျင့်ကြံနိုင်ကြပြီးဆင်းရဲအပေါင်းကငြိမ်းချမ်းပါစေလို့ဆုတောင်းပေးပါရစေအလုံးအင်းငင်ရမှာမျက်နှိပ်ပံကို မျက်မှောက်ပြုနိုင်သော သူတော်ကောင်းသူတော်မြတ်များဖြစ်နိုင်ကြပါစေ။